င်္ဂလာပါခင်ဗျာတင်းတဲ့တင်းအစီအစဉ်ကနေကြိုးဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝတ်ဖွယ်သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့ဒိုဝဲမှာနှစ်လကြာပိတ်ထားတဲ့မက်ဒီလန်ဆေးကိုဒီနေ့ပြန်ဖွင့်တဲ့တင်းဒိုဝဲပလောရှီလန်ကီကိုခီးသွားမယ်သူတို့ရေတင်းပို့ပြီးမှသွားဖို့ခင်ယူတတိပေးတဲ့အကြောင်းမြန်မာလူသားတွေခိုလိုတဲ့ ACO ကိုထိုင်းအာနာပိုင်တွေမီဒီနီမှာတင်းအာဓမ္မပြုဖြစ်တဲ့တင်း ချောင်းနှောက်ရွာချောင်းမှာငါဖန်ရဲ့စကောင်းစီတက်သားတွေကိုပြစ်ခတ်တက်ခိုက်တဲ့တည်။မော်ရမလီဂီတာကလမ်းမြဖြစ်ဖန်ခေါ်သွားတဲ့ရွာသားနှုတ်ပြန်လော့လာတဲ့အကြောင်းစားတဲ့တည်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နလာချပိတ်ထားတဲ့ဒဝေမျိုးကမဒီလန်ပုဂလိကဆေယောဟာဒီနေ့မှာပုံမှန်အတိုင်းပြန်လဲဖွင့်လဲပြီလို့ဆေယောကထုတ်ပြန်ထားပါတယ်။မဒီလန်ဆေယောကို အကြီးစားပြင်ဆင်မှုတွေလုပ်မယ်ဆိုပြီးပြီးတဲ့မနတီရကစာလို့ဧပြီလ30ရက်အထိနှစ်လကြာဆေးကိုပိတ်ထားခဲ့ရတာကနေဒီနေ့ပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။မယ်ရီလန်ဆေးုံနဲ့တူစာတော်ဝါဆေးုံနဲ့အေးဆေးယိုကလည်းအတွင်လူနာအပြင်းလူနာလက်ခံကုသထားတွေကိုမနတီရနေ့ကစာပြေးဇာနာခဲ့တာပါ။ဒါပေမဲ့စာတော်ဝါဆေးုံကတော့ တလအကြာဇာနာပြီးနောက်ဧပြီလပထမပတ်ကစာပြေး လူနာလက်ခံကူတာနေပြီး ECO ကတော့ဒီနေ့ထိဆေးကိုပိတ်ထားဆဲဖြစ်တယ်လို့စိုးစမ်းသိရပါတယ်။စီရီယန်ဆရာဝန်တွေနဲ့ဂျမိုင်းဝန်ထမ်းတွေခန့်ထားလို့ဆိုပြီးရန်ကုန်မန္တလေးနဲ့ဒဝေမျိုးတွေကပုဂ္ဂလိကဆေးကို20လာကိုစစ်ကောင်စီကပေးတဲ့မန္လာကစားလို့အလုံးငန်းရှာနာစေခဲ့တာပါ။ဒဝေမျိုးမှာတော့အပိတ်ခံထားရတဲ့ပုဂ္ဂလိကဆေးကိုတို့ရုတ်ထဲက အရေးယူထားတဲ့ကာလပြည်ပြည်ဖြစ်တဲ့မနီလန်စီယိုကိုပြန်လည်ဖွင့်ခွင့်ပေးလိုက်ပြီးဆာရိုဝါစီယိုကိုတော့အပြင်လူနာကုသခွင့်ပြုထားတယ်လို့ဂျမန်ယူပွင့်တန်တိုင်ဝိုင်းစီကတီးရပါတယ်ဒိုဝဲနဲ့ဘလော်မျိုးတွေကိုရှီလန်ကနေတွာလာနေတာတွေကိုရှော့ချပြီးမဖြစ်မနေတွာရမယ်ဆိုရင်ပုံဆက်အတီးပေးပြီးတွာလာကြဖို့ခင်ယူတက်မဟာလီအထူးတပ်ဖွဲ့က3ပေးချက်ထုတ်ပြန်ထားပါတယ်ဒိုဝဲ ဘလို့ပိနေကောတောင်မျိုးတွေကိုဆက်သွဲထားတဲ့အမတ်ရှိပြည်တော်စုလမ်းမှာပေါ်တဲ့ချောင်းမျိုးနဲ့မစီတင်မာနေတာကြောင့်ကိုလန်ကနေခီးသွားလို့မရပဲဖြစ်နေတာပါဒါကြောင့်ပြည်သူတွေကဇီလန်ကီကိုအားထားပြီးသွာလာနေကြရပါတယ်စစ်ကောင်စီတပ်ကလည်းကိုလန်ကနေမသွားတော့ဘဲဇီလန်ကိုပဲအတိုးပြုပြီးသွာလာလှုံ့ရှားနေတယ်လို့ခင်ယူတပ်မဟာလီအထူးတပ်ဖွဲ့တပ်ခွေမှုပုံပြန်လွှားကပြောပါတယ် စစ်ကောင်စီတပ်ကားကြီးလက်အတိုးပြုတွာလာလှုပ်ရှားနေချိန်မှာပြည်သူတွေအနေနဲ့ဇီလန်ကြောင့်အတိုးပြုတွာလာတာတွေကိုရှင်းချပေးဖို့လေထုတ်ပြန်ချင်မှဖော်ပြပါတယ်ကျမ်းမာရေးကိစ္စလိုမဖြစ်မနေရေလန်းကနေတွာလာရမယ်ဆိုရင်မိုင်းပခတ်တာတွေမဖြစ်လာစေဖို့ဖိုးဆက်အကြောင်းကြားပေးဖို့ဖုန်းနံပါတ်တွေနဲ့အတိပေးထုတ်ပြန်ထားပါလေ။ထိုင်းမြန်မာနယ်စပ်တဝင်းမြို့နယ်စကောင်းစီထီတာပြွာကို KNLA နဲ့ ွန်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဒိုဝေခရိုင်မှာစီတင်မာနေရပါစစ်ကောင်စီတပ်ကလည်းဒိုဝေခရိုင်ထဲလေကြောင်းကနေဘူကျဲတိုက်ခိုက်မှုတွေကိုတုံ့ပြန်လှုံ့ဆော်နေလို့အရသာတွေတေဆုပ်တန်ရာရမှုတွေလည်းရှိနေပါတယ်အခက်အခဲဒုက္ခအရောက်နေတဲ့မြန်မာအလို့သမားတွေခိုးလို့ရလေဖြစ်အလို့သမားအရေးဆောင်ရွက်နေတဲ့ဇုံလေးဖြစ်တဲ့ AC မဟာမိတ်အဖွဲ့ရုပ်ကိုထန်းအနာပိုင်တွေက PP ဆိုင်ရာအလုပ်သမားနေဖြစ်တဲ့ဒီနေ့မှာအတင်းအားမဝင်ရောက်ကြိုဖြဲခဲ့တယ်လို့ AC မဟာမိတ်အဖွဲ့စီကတီးရပါတယ်။ AC မဟာမိတ်အဖွဲ့ဟာ Telegram မှာ10နှစ်လောက်မြန်မာအလုပ်သမားအရင်းနဲ့ပတ်သက်ပြီးကုညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AC မဟာမိတ်ရုံးဟာထိုင်းဆိုရာစီမှာတည်ဝင်မှတ်ပုံပြင်ထားတာမရှိလို့ရုပ်ကိုပိတ်ပေးဖို့နဲ့ နနတွင်ယူကိုဖြိုပေးဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာထိုင်းအာနာမိတ်အဖွဲ့ကအမိစာထုတ်ညွှန်ကြားထားပါတယ်။ညွှန်ကြားစာထုတ်ပြီးနှစ်လအကြာဧပြီလ23ရက်မှာအာနာမိတ်တွေက AC မဟာမိတ်ယူကိုထပ်ရောက်လာပြီးရင်းနဲ့မိကိုဖြတ်တောက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ဒီနေ့ပြည်ပြည်ဆိုင်ရာအလို့သမားနေမှာ AC မဟာမိတ်ယူတီကိုထိုင်းအာနာမိတ်တွေ အတင်းအနမဝင်လာပြီးရိုးအဆောက်အုံတွေကိုဖြိုဖျက်ခေလို့ရစ်ခန်းကို တိုက်ပြီးနောက်ထိုင်းအာနာဘိုက်တွေကအေစီမာမိတ်ကီကာကိုအတင်းဖြိုဖျက်နေတာကိုကြားခဲ့တယ်လို့ဆိုပါတယ်။ဥပရိယအေစီမဟာမိတ်ရိုးကိုဖြိုဖျက်ပေးရမှာဖြစ်လို့လာမယ့်တနင်္ဂနွေနေ့မှာကိုယ်တိုင်ဖြိုဖျက်ပေးရမှာလို့အေစီမာမိတ်အဖွဲ့ရဲ့ဒါတာဖြစ်သူကိုခိုင်ကြီးကပြောပါတယ်။ အမိစာထုတ်ခံရပြီးနှစ်လအတွင်း AC မဟာမိတ်ရှိုးမပိတ်သိမ်းရဖို့အတွက်ထိုင်းတရားရုံးမှအယူခံဝင်ထားပေမယ့်လေ ထိုင်းအနာဘယ်တွေကရုပ်အပြည့်ပေးသိမ်းအောင်လိုလာတာလည်းဖြစ်ပါတယ်ထိုင်းမြန်မာနေစာမော်တော်နေစာကိုတို့လင်းဖြစ်တဲ့ဂျောင်းနေပေါ့ရွာရီချိုချောင်းမှာငါးဖန်းနေတဲ့စကောင်းစီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေါ်လာကြီးတပ်ဖွဲ့ဝင်ဂျိုးစီကတီးရပါတယ် ဧပြီလ30ရက်ညနေ9နာရီမှာတိတ်ခွန်းရွာနာအချွန်လက်ပေါ်ရွာချောင်းမှာစစ်ကောင်စီတပ်သားဆယ်ဦးလောက်ပိုင်းနဲ့ငါးဖန်နေချေကျွန်တော်ရင်တပ်တွေကတိုက်ခိုက်ခဲ့တာပါအဲ့လိုတိုက်ခိုက်တဲ့အတွဲစစ်ကောင်စီတပ်သား၄ဦးလောက်သေဆုံးသွားတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တူကဆိုပါတယ်ကဲမော်မရှင်ရဲ့စစ်ကောင်စီတပ်သားတွေကတနက်နေ့ပြန်ပစ်ကြတဲ့အတွဲအပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဆမီနီလအကြမှာစကောင်စီတက်ကလက်နေကြီးအပါဝင်တိုးတွင်နဲ့ပူချတက်ခိုက်ခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ရှင်းမှုနဲ့စာရီကျောရအိုစုကြောက်ထရန်စွာမှာ မော်နဝရီစီတက်ကတပ်ဖွဲ့ဝင်တွေစစ်ကြောင်းပြန်ထွက်ချေလမ်းပြဖြစ်ဖန်ခေါ်သွားတဲ့ဒေသခံနှစ်ဦးအေဘလ30ရက်နေ့မှာပြန်လို့လာတယ်လို့ဒေသခံတွေကပြောပါတယ်။ ချုပ်ထျံရွာသားဦးတန်တန်နဲ့ဖြူနန်းရွာသားကိုနေနိုင်တို့ဟာဧပြီလ9ရက်ကစစ်ကြောင်းနဲ့အတူဖမ်းခေါ်ခံရပြီးဘောရဝတီရေတံမှာနှစ်ပတ်အကြာဖမ်းခံရပြီးပြန်လောလာခဲ့တာပါစစ်ကောင်စီစစ်ကြောင်းဟာစာရီကျူရအောင်စုကိုမလ29ရက်မှာပရရွာဖက်ကနေစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးဧပြီလ10ရက်နေ့မှာကျောက်တရံရွာဖက်ကနေပြန်ထွက်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ရေးမြင့်နဲ့ကလေးအောင်ကံပေါက်လမ်းမှာဖေဖော်ဝါရီလ6ရက်နေ့ကဖိုးစစ်ခံရပြီးအဖမ်းခံရတဲ့ဖားချောင်းတေဝအုပ်စုကစွာသားတူလေးမနကိုပိုင်မှာပြန်လုလာပါတယ်အခုတော့နားဆင်ပေးရတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ဘေးပေါင်ကနေအမြန်ဆုံးလွန်မြောက်နိုင်ပါစေလို့ဒဝဲဝဝိုင်းတော်တောင်းလေးကဆုမွန်အောင်တောင်းလိုက်ပါတယ်ခင်ဗျာ